လူမှုဝန်ထမ်းဦးစီးဌာနကနားမကြားကလေးငယ်တွေအတွက်စာတင်ကြောင်းကိုရန်ကုန်မြို့မှာစတင်ဖွင့်လှစ်နေပြီဖြစ်ပေမဲ့နားမကြားចောင်းသား22ဦးပဲလာရောက်အနှံပါသေးတယ်ဒီသတင်းကိုတော့ဒေါ်ရမင်းဦးကပေးပို့ထားပါတယ်ရှင်ရန်ကုန်တိုင်းတောင်မွေမြို့နယ်မှာဖွင့်လှစ်ထားတဲ့ဒီနားမကြားကလေးငယ်တွေအတွက်စာတင်ကြောင်းဟာလူမှုဝန်ထမ်းဦးစီးဌာနကဖွင့်လှစ်တဲ့ဒုတိယမြောက်ကြောင်းဖြစ်ပါတယ် စာသင်ခန်း6ခန်းရှိတဲ့ဒီကျောင်းမှာကျောင်းသားဥယျာ100အထိလက်ခံသင်ကြားပေးနိုင်ပေမဲ့လက်ရှိမှာကျောင်းသား22ဦးပဲလာရောက်အနှံ့ပညာသင်နေပါဗျ။သူတို့က6နှစ်သူများကျောင်းတက်တဲ့အချိန်မှာနားမကျကျောင်းနေမှာသာတက်ခွင့်ရမယ်ဆိုလို့ရှိရင်သူတို့ကလည်းအချိန်တန်အများနဲ့အများနဲ့တန်းတူဟိုပညာရေးအချင်းနေကြလာကြမှာပေါ့နော်။သူတို့အဲ့ဒီလိုမျိုးဟိုအတန်းပညာရဲ့နောက်ကျတဲ့အခါမှာနားမကျတဲ့ပြည်သူတွေရအောင်နေနေတယ်။အဲ့တော့မိဘတွေသိပညာရှိစေခြင်းနဲ့အဲနားမကျကျောင်းနေနဲ့ဆက်သွယ်ပြီးတော့ပတ်နိုင်တဲ့ရွေးကလေးတွေကိုကျောင်းထားစေခြင်းနဲ့ လူတိုင်းကျုံးဝင်ပညာရေးစနစ်အရာသူငယ်တန်းမှစတုထတဲ့အထိတင်ယိုးညွန်းတဲ့အတိုင်းခမဲ့တင်ကြပေးမှဖြစ်ပြီးလက်တင်ဂေတအချက်ပြဘာသာစကားကိုဂျိုက်ကာနဲ့ပူပေါင်းလေ့ကျင့်ပေးထားတဲ့ဆရာဆရာမစလီဦးကတင်ကြပေးမှဖြစ်ပါတယ်။ကလေးဒါမကြကလေးတွေကတာမန်ကလေးနဲ့အတူတူပဲလေ။သူတို့မှာဗီဒီယိုဖြစ်နေတာဘာသာစကားပဲလေ။အဲ့လိုမျိုးဖြစ်တဲ့အခါကျကျွန်တော်တို့လည်းစဉ်းစားပြောချင်းအခုနေနေရတော့ကျွန်တော်တို့တရုတ်စကားမတတ်ဘူးဆိုရင်ဒါကျွန်တော်တို့လည်းဒါ language barrier ဖြစ်နေရတာ ဒီနားမကျတဲ့ကလေးကလည်းသူက language barrier ဖြစ်နေတဲ့ကလေးတစ်မျိုးပဲပေါ့နော်အဲ့လိုမျိုးဖြစ်ခါဒီဒီ language ကိုသာသူကဒီ community ရာလဲဒီ language ကိုနားလဲမယ်ကလေးတွေရာလဲဒါလေးကိုဒီနဲ့ဆက်သွယ်ပြောဆိုနိုင်နေဆိုလို့ရှိရင်ဒီ community နဲ့ကလေးနဲ့ barrier မဖြစ်တော့ဘူးအဲ့ဒီခါမှဆိုကလေးတွေကတခြားကလေးတွေလိုပဲပေါ့နော်ဟိုအများကြီးတူပေါ့ကလေးတွေသင်ယူနိုင်မှာပေါ့နော်ဒီလိုအကြောင်းတွေပေါ်လာခြင်းအပြင်ကလေးတွေက community တွေကိုအများကြီးတွေဝင်ရောက်ပါဝင်လာနိုင်တယ်လို့ကျွန်မမျှော်လင့်ပါတယ်။ကိုအင်ကမတန်ဆွမ်းနဲ့နားမကြားကလေးနှစ်ဦးအပါအဝင် ကလေးချားရောက်မိခင်လှနှုတ်ထွန်းကလည်းနားမကြားချောင်းကိုသူ့ကလေးအနှံဖြစ်ပုံကိုအခုလိုပြောပြပြထားပါဗျ။စုံလန်းတိရှိရတော့ဒီစီရဲ့ဒီကလေးမလေးကိုចောင်းသွားအပ်တော့ចောင်းသွားလဲအလဲအကောဆရာမလက်သက်မခံဘူးပေါ့နော်။စုံကနားမကြားချောင်းပို့ရမယ်ဆိုပြီးတော့ဒီတွားတားမွေမှာလည်းရှိတယ်။နောက်ကလေးစိတ်ရောနောက်ပိုင်းခရီးပင်လမ်းဖက်မှာလည်းရှိတယ်ပေါ့နော်။ပြကြတော့တချို့ဘေးလေးဘေးနားညွန်လာကြတော့33ကားကိတ်စီပါ။ အဲ့နားမှာရှိတယ်ဆိုတော့အဲ့ယူရအရင်ရောက်သွားအဲ့ဒီရောက်သွားတော့အဲ့ဒီမှာမတန်မတန်မစွမ်းနဲ့မရှိဘူးအဲ့စွမ်းကနားမကြလည်းမရှိပဲနဲ့မျက်မမြင်ပဲရှိအဲ့မျက်မြင်မြင်ရအကြောင်းကဆရာမကြီးကခေပင်လဲညွှန်လိုက်ခေပင်လဲနောက်ပိုင်းစေုံခေပင်လဲညွှန်လာအဲ့ရနဲ့တဆင်ကြီးကိုညွှန်လိုက်လို့ဒီကိုရောက်ချတာသူ့ပြောမှဆိုပညာတက်စေခြင်းနဲ့စာရီပါရီဖတ်စေခြင်းဖတ်တတ်စေခြင်း ရဝေးဒေတာကနားမကြားချောင်းသားတွေအတွက်အဆောင်စနစ်ဆောင်ရွက်သွားဖို့ကိုလည်းစီစဉ်နေပါဗျ။မြန်မာနိုင်ငံမှာအခုဖွင့်လှစ်လိုက်တဲ့နားမကြားချောင်းပါဝင်ရန်ကုန်မြို့ Mary Chemin နားမကြားချောင်း၊မန္တလေးနားမကြားချောင်းစုစုပေါင်း၃ချောင်းသာရှိပါဗျ။2008ခုနှစ်မှာကောက်ခံခဲ့တဲ့မတန်ဆွမ်းစစ်တမ်းအရမြန်မာနိုင်ငံမှာမတန်ဆွမ်းဥယျာဉ်၁.၃သန်းအနက်နားမကြားသူ၃သိန်းကျော်ရှိပါဗျ။ကျွန်မရှင်မင်းဦးပါရှင်။